င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ် ICC တရားရုံးကတရားခံမင်းအောင်လိုင်ကိုဖမ်းဝရမ်းမင်းအချိန်မီထုတ်ပေးဖို့ကုလသမဂ္ဂညီလာခံမှာတမန်ကြီးဦးကျော်မိုးထွန်းတောင်းဆိုတိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာပြည်သူတွေရဲ့အကြံဖတ်စတဲ့ရင်ဆရာဆွေရန်ဆွေမှာကာကွယ်ပေးနိုင်ရင်တရားခံမင်းအောင်လိုင်ကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဖမ်းဝရမ်းမင်းအချိန်မီထုတ်ပေးဖို့ကုလသမဂ္ဂဆိုင်ရာမြန်မာမြင်းနဲ့ကိုယ်စားလှယ်တမန်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုတိုက်တွန်းလိုက်ပါတယ်မနေ့ကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးရဲ့ကာကွယ်မှုပင်ရတာဝန်ရှိမှုနဲ့လူမျိုးတုံးသက်ပြန့်မှုစေရဆွေးမှုလူမျိုးစု၌တုတ်တင်ရှင်းလင်းမှုနဲ့လူသားမျိုးနွယ်စုပေါ်ကျူးလွန်နေတဲ့ပြစ်မှုတွေကာကွယ်တားဆီးဖို့နှစ်20ပြည့်အထိမ်းအမှတ်အစည်းအဝေးမှာတာမန်ကြီးကထပ်မံတိုင်ပြောပြလိုက်တာပါ ်မြန်မာနိုင်ငံမှာလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေရဲ့တရားခံမင်းအောင်လိုင်ကိုဖန်ဆီးပြီးနိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ pre trial ချိန်ပါမှာစစ်ဆေးဖို့နိုင်ငံတကာရာဇဝတ်ခုံရုံးရှင်တွေက2024ခုနှစ်အနိုဝင်ပါလာတွင်ဝရမ်းလျှောက်ထားခဲ့တဲ့ပေါ်ကျူးဆိုပါကြောင်းချိန်ပါအနေနဲ့နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ဖန်ဝရမ်းမိန်ကိုလည်းအချိန်မီထုတ်ပေးဖို့တိုက်တွန်းလိုကြောင်းဒါမှသာပြည်သူတွေရဲ့အသက်အိုးအိမ်နဲ့စစ်တပ်ရဲ့ရာဇဝတ်မှုရန်စွဲမှကာကွယ်ပေးနိုင်မှာဖြစ်ကြောင်းတမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုပါတယ်မြန်မာနိုင်ငံမှာဆင်ရာဇဝတ်မှုနဲ့ ဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ယာဆွေးမှုတွေမြောက်တဲ့အပြည်ပြည်ဆိုင်ရာဥပဒေချိုးဖောက်မှုတွေရဲ့တန်ကိုအယက်သားပြည်သူများကခါးစည်းခံနေရတယ်လို့အတွင်းရေးမှူးချုပ်ရဲ့အစိုးရကစားမှလည်းဖော်ပြထားကြောင်းစီးအုပ်စုအနေနဲ့ပြည်တွင်းတရားဥပဒေစိုးမိုးမှုကိုဖျက်ဆီးထားတဲ့အပြင်အကြမ်းဖက်မှုတွေနဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကိုစနစ်တကျဆက်လက်ကျူးလွန်နေတာကိုကြည့်ခြင်းအပြင်၎င်းတို့ကလူအသက်နဲ့အပြည်ပြည်ဆိုင်ရာဥပဒေတို့ကိုရှိမဆိုင်ကြောင်းကိုမျက်နှာပြောင်စွာပြသနေကြောင်းတာမန်ကြီးကနိုင်ငံတကာကို အသိပေးပါရယ်စီးအုပ်စုအနေနဲ့ပြည်သူများပေါ်ရက်ဆက်ကြမ်းကြုတ်မှုတွေဆက်လက် ကျူးလွန်နေပြီးစစ်မှတ်ပြုခြင်းကိုလည်းနေ့စဉ်နဲ့မျှတုံ့ပြန်လှုပ်ဆောင်လျက်ရှိကြောင်းစေအောင်စုနဲ့၎င်းတို့ရဲ့ဆက်နွယ်နေသူတွေရဲ့ရရက်ဆက်ဆက်တပ်ဖြတ်ခြင်းကိုခံရတဲ့ပြည်သူရေ6800ကျော်ရှိရလို့အတည်ပြုထားနိုင်ပြီးကိန်းကနအမှန်မှာအဲ့ဒီထက်ပိုမှုမြင့်မားနိုင်ကြောင်း၎င်းကထည့်သွင်းပြောဆိုပါတယ်။ ဒါအပြင်မြန်မာနိုင်ငံမှာလူသားစာနာမှုအခြေအနေမှာဆိုးရွားလျက်ရှိကြောင်း3.5တန်းကျော်မှနေရစွန်ကွာနေပြီးတန်း20ကျော်မှလူသားချင်းစာနာထောက်ထားမှုအကူအညီများအရေးပေါ်လိုအပ်လျက်ရှိကြောင်းအဒီနဲ့10.4တန်းမှမျိုးသမီးများနဲ့မိန်းကလေးငယ်များဖြစ်ကြပြီး6.3တန်းမှကလေးသင်ငယ်များဖြစ်ကြကြောင်းထုံနီတူမတန်ဆန်းသူများနဲ့အခြားသောဖဲ့ကျင်ခံရတဲ့အုပ်စုများအနေနဲ့လည်းအလားတူအခြေအနေများအောက်မှာထိခိုက်လွယ်လျက်ရှိကြောင်းရိုဟင်ဂျာများအနေနဲ့လည်းနေရက်ကိုဘေးကင်းလုံခြုံစွာတိုက်ခါရှိစွာနဲ့ဆန္ဒလျောက်ပြန်လည်တွားရောက်ရေးအတွက် မရင်ရမှုတွေနဲ့ရှင်းဆိုင်နေရကြောင်းသိရပါတယ်။2005ခုနှစ်ကမ္ဘာတိုက်သည်အစည်းအဝေးမှာအတီးပြုတ်ပြတ်တန်းခဲ့တဲ့ Y2PC မြင်ရပြည်သူလူထုကိုလူမျိုးတုံးတက်ပြတ်မှုဆင်ရဆွေးများလူမျိုးစုအလိုက်တုတ်တင်ရှင်းလင်းမှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်နေရဆွေးမှုများကျူးလွန်ခံရခြင်းမှာကာကွယ်ပေးဖို့နိုင်ငံများမှာတာဝန်ရှိတယ်လို့အလေးထားဖော်ပြထားကြောင်းနိုင်ငံတကာနိုင်ငံအနေနဲ့ဒီလိုဆောင်ရွက်ဖို့ပြက်ကွက်ရင်ဒါမှမဟုတ်ပါက၎င်းကိုယ်တိုင်ကအဆိုပါပြစ်မှုများကျူးလွန်သူဖြစ်ရင်နိုင်ငံတကာတိုင်ဝမ်ကစုပေါင်းရေးယူဆောင်ရွက်ဖို့တာဝန်ရှိပါကြောင်းမြန်မာနိုင်ငံရဲ့အ အချက်တင်းကကြေကွဲပင်ကောင်းတဲ့ဥပမာတစ်ခုပဲဖြစ်ကြောင်းတာအမတ်ကြီးကဆိုပါတယ်စင်ယုတ်စုအနေနဲ့ပြစ်တံကင်းလွန်ခွင့်ကိုအတုံးချပြီးလူမဆန်တဲ့လုံရက်တွေကိုစာတို့ကျူးလွန်ပြီးပြည်တွင်းဥပဒေများနဲ့အာတူပီရဲ့စီမင်းစီကံအနှစ်သာရအရာအပါဝင်အပြည်ပြည်ဆိုင်ရာဥပဒေတို့ကိုပါချိုးဖောက်လျက်ရှိကြောင်းမြန်မာနိုင်ငံလူအခွင့်အရေးအခြေအနေဆိုင်ရာအထူးစင်ခန်းစာတင်သွင်းသူနဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုရန်နရာတို့က၎င်းတို့လက်ဝဲမှာစေအုပ်စုမှာစနစ်တကျကျူးလွန်ထားတဲ့လူသားမျိုးနွယ်စုအပေါ်ကျူးလွန်နေရာစုမှုဆိုင်ရာအထောက်အထားအလုံးလောက်ရှိရဲ့လို့အတည်ပြုထားကြောင်းနိုင်ငံတကာတိုင်ဝန်အနေနဲ့အဲ့ဒီတက်တဲ့အထောက်အထားတွေကိုအသုံးပြုပြီးရာဇဝတ်သားတွေကိုတရားဥပဒေအရတာဝန်ခံမှုရှိစေဖို့ဆောင်ရွက်ရမှာဖြစ်ကြောင်းတန်အမတ်ကြီးကတိုက်တွန်းပြောဆိုသွားပါတယ်။ နိုင်ငံတကာတိုင်ဝမ်အထူးသဖြင့်လုံခြုံရေးကောင်စီအနေနဲ့လည်းတုံ့ဆိုင်မနေပဲညီညွတ်တဲ့ပူးပေါင်းဆောင်ရွက်မှုရှိရဲ့ချင်းကပ်မှုနဲ့စုပေါင်းရင်းယူဆောင်ရွက်ချက်များချမှတ်အမှာဖြစ်ကြောင်းလုံခြုံရေးကောင်စီအနေနဲ့ကောင်စီရဲ့ဆုံးဖြတ်ချက်2669ကိုအခြေခံပြီးရင်းယူဆောင်ရွက်ချက်ကိုပဟုပြုပြီးစောင့်ကြည့်လေ့လာမှုနဲ့အစီရင်ခံမှုရန်နေရာတို့ပါဝင်တဲ့ဆုံးဖြတ်ချက်ကိုထပ်မံချမှတ်ဖို့အထူးလိုအပ်ကြောင်းစစ်တပ်ထံကိုလက်နက်ခရမ်းလေယာဉ်စီနဲ့ငွေကြေးထောက်ပံ့မှုတွေစီးစစ်နေမှုတွေကိုချက်ချင်းရပ်တန့်အမှာဖြစ်ကြောင်းအဲ့ဒီလိုလှုံ့ဆော်ဖို့အထွေထွေညီလာခံနဲ့လူခွင့်ရေးကောင်စီဆုံးဖြတ်ချက်တွေကရှိထားပြီးဖြစ်တာကြ ောင့်တိကျပြတ်သားစွာလှုပ်ဆောင်မှဖြစ်ကြောင်းတမ္မတ်ကြီးဦးကျော်မိုးထွန်းကထပ်မံတိုက်တွန်းပါရယ်နောက်ထပ်တပုံးအနေနဲ့ပဲခူးတိုင်းတွင်စည်ရင်အရှင်မြင့်လာမယ်လို့ပဲခူးခရိုင်တန်ရင်နှင့်ဒုတိယတန်ရင်မူပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်ပြည်သူများတော်လှန်ရေးမှာပုံမပါဝင်ပေးဖို့စစ်သားများနီးစပ်ရာတော်လှန်ရေးတပ်များထံအလင်းဝင်ဖို့တိုက်တွန်းထားပါရယ်ပဲခူးတိုင်းတွင်စည်ရင်အရှင်မြင့်လာနိုင်ကြောင်းစွန်လ25ရက်ကစစ်ကောင်စီတပ်စခန်း၉ခုကိုတပြိုင်တည်းတိုက်ခတ်ရာမှာပါဝင်ခဲ့တဲ့တန်ရင်တစ်ခုဖြစ်တဲ့ပဲခူးခရိုင်အမှတ်နှစ်တန်ရင် P2370 ဒုတိယတန်ရင်မူကပြောပါ ါတယ်။တောင်ပိုင်းစစ်တေတာအမှတ်နှစ်စစ်စင်ရေးနယ်မြေတွင်ရန်ကုန်မန္တလေးအမြန်လန်းဟောင်းပေါ်ရှိစစ်ကောင်စီတပ်စခန်းကိုကိုကို PDF တပ်ရင်းတပ်ဖွဲ့များနဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ပူးပေါင်းတပ်တွေကစွန်လ25ရက်မှာတပြိုင်တည်းထဲတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်သား20ဦးထပ်မံနေသေးဆုံးပြီးစစ်တုံးဘတ်3ဦးလက်နက်ခဲယမ်းမျိုးစုံ16လက်တင်ပန်ရရှိခဲ့ပါတယ်။ အဆိုပါစစ်စင်ရေးမှာပဲခူးကရင်တရင်နှင့်3900နှစ်တရင်က KNL တရင်ကိုနဲ့ပူပါပြီးကြောက်တကားမျိုးနဲ့ဖျားကြီးကုံကျေးရွာမှာထိုင်ချတက်ဆွဲထားတဲ့ရန်သူစကန်ကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်က၄ဦးသေဆုံးပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ပါတယ်။ဒီစစ်စင်ရေးကတောင်ပိုင်းတိုင်းမှာတပြိုင်နက်စစ်စင်ရေးဖော်ဆောင်နေတဲ့အနေထားပါ။ဖြူဟာ24 25 26အဲ့ဒီတဲကတစ်ခုပေါ့ကျွန်တော်တို့3900နှစ်တရင်ရဲ့မရှင်ကလည်းအဲ့ဒီတဲကတစ်ခုပေါ့နော်။ပဲခူးတိုင်းမှာစီရေးကတော့ရှေးရှောက်ပို့ပြီးတော့အရှိန်မြင့်မဲ့သဘောပါလို့ပဲခူးခင်ရိုင်း ်တရင်နှစ်ဒုတိယတရင်မှုက ပြောပါတယ်စီရင်ချင်းဒီမှာစစ်ကောင်စီကမြို့ပေါ်ကိုတော်လိုင်းအင်အားစုတွေရောက်မလာရင်ခံစစ်ပြင်းနေတဲ့အခြေအနေလို့၎င်းကဆက်ပြောပါတယ်ရန်သူကလည်းသူမြို့ပေါ်မရောက်ဖို့အတွက်ကိုအင်အားတိုးပြီးခံစစ်ပြင်းစင်တာပေါ့ဥပမာကြောက်တကားလိုမျိုးမျိုးဆိုရင်အခုကျွန်တော်တို့လုပ်တဲ့ရွာဆိုရင်ကြောက်တကားနဲ့တမိုင်နီးပါးလောက်ပဲဝေးတယ်ပြီးရင်တထေးကုန်းတို့ဘာလို့နဲ့ဆိုရင်လည်းအနီးလေးပေါ့အဲ့ဒီအနေထားမျိုးမှာသူတို့ ခံစစ်ပြင်းနေအခုကျွန်တော်တို့တိုက်တဲ့စကန်ကသူတို့ခံစစ်ပြင်းပုံပြင်ဆင်နေတဲ့အချိန်မှာသူတို့အချိန်မရရင်ကျွန်တော်တို့ဝင်ပြီးစီးရေးဖော်ဆောင်လိုက်တာလို့ ဘကိုးခရိုင်တိုင်ရင်နှင့်ဒုတိယတိုင်ရင်မှုကပြောပါရဲဘကိုးခရိုင်တိုင်ရင်နှင့်ကစွန်လ25ရက်နေ့မှာတိုက်ခိုက်ခဲ့တဲ့ကြောက်တကားမျိုးနဲ့ဖျားကြီးကုန်းကျေးရွာမှာစစ်တပ်ကအင်အား40ခန်းနဲ့အထိုင်ချတပ်ဆွဲထားတာဖြစ်တယ်လို့သိရပါရဲတိုက်ပွဲအတွင်းစစ်ကောင်စီတပ်များစခန်းစွန်ထွက်ပြေးသွားတယ်လို့ထုတ်ပြန်ထားပါရဲအဆိုပါစစ်စင်ရေးတွင်တော်လိုင်းပူပေါင်းတပ်ဖွဲ့မှနှစ်ဦးတိုက်ခိုက်ခဲ့ပြီးကြာသုံးသူမရှိဘဲအောင်မြင်စွာစခန်းသိမ်းခံခဲ့တယ်လို့ပြောပါရဲ ဒီပွဲမှာဆိုရင်ကျွန်တော်တို့ရဲဘော်နေအောင်ထိခိုက်ရှိတယ်တယောက်ကမစိုးရင်ရဘူးတယောက်ကခေါင်းကိုထိသွားတယ်သူကတော့နည်းနည်းစိုးရင်ရတဲ့အနေအထားရှိတယ်အဲ့မှာဘလို့ဖြစ်လဲဆိုတော့အုတ်ထုတ်ပေါ့နော်ကျွန်တော်တို့ကြီးကားတွေအုတ်ထုတ်တွေကအရန်လိုအပ်တယ်လို့ဘကုခရံတန်ရင်နဲ့ဒုတိယတန်ရင်မှုကပြောပါတယ်တန်ရင်အနေနဲ့ရဲဘော်အရောက်စီတိုင်းကိုကြီးကားနဲ့အုတ်ထုတ်များတက်ဆင်ပြီးနိုင်ခြင်းမရှိသေးကြောင်းပြည်သူလူထုရဲ့ထောက်ပံ့မှုနဲ့သာရဲဘော်တွေကိုပံ့ပိုးပေးနိုင်မှာဖြစ်ပြီးပြည်သူများဒေါ်လာရင်းကိုပုံမိုထောက်ဖို့ပေးကြဖို့လည်းဒုတိယတန်ရင်မှုကတိုက်တွန်းပါတယ်ပြည်သူတွေကိုသတင်းစကားပေးကြတာကတော့ပြည်သူတွေအနေနဲ့ဒီဒေါ်လာရင်းကလာမှာပဲပြင်မှန် ်းနေကြပြီဆိုတာကလည်းကျွန်တော်တို့နားလည်ပါတယ်ဒါပေမဲ့ပြည်သူအားနဲ့ကျွန်တော်တို့ကဆက်သွားမယ်အနိဋ္ဌာဆိုတော့ဆက်လက်ပြီးတော့ထောက်ဖို့ပေးကြဖို့သတင်းစကားပန်းတင်ပါတယ်လို့ပကိုးခရိုင်တယင်းနှင့်ဒုတိယတယင်းမှုကပြောပါတယ်ပကိုးခရိုင်တယင်းနှင့်ကကြောက်တကားမှပဲနွယ်ကုန်းထိစစ်မျက်နှာဖွင့်ထားသလိုပဲနွယ်ကုန်းနတ်တန်ကွင်းနတ်တန်ကွင်းကြောက်ကြီးလန်ကျော်မှလည်းအင်အားများဖြန့်ထားတယ်လို့သိရပါတယ်ဒါပြင်စစ်ကောင်စီတပ်သားများအလင်းဝင်ပေါ်ဒုတိယတယင်းမှုကတိုက်တွန်းလိုက်ပါတယ်၎င်းတို့တယင်းထံအလင်းဝင်သမားပြည်သူစစ်မှုရမ်းများစုကပေါ်တာဆွဲခံရမဲ့သူတွေလို့လည်းပြောပါတယ်ရ ောက်တဲ့နေမြင်းနဲ့နီးစပ်တဲ့တရင်တက်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးအလင်းဝင်ကြဖို့မှားစင်းနေပြီးတော့အလင်းဝင်ရဲ့လည်းတပါတဲ့လက်နက်ကိုရှူဆောင်ခဲ့ကြဖို့ပေါ့နော်အဓိကလက်နက်ခင်ရပါရင်တော့ပါစာတွေအတွက်သူတို့အတွက်လည်းပို့ပြီးတော့အဆင်ပြေတယ်လို့ဒုတိယတရင်မှုကပြောပါတယ်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနရဲ့မင်းကတိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ PDF ဘကိုတိုင်းစစ်ဌာနမှဘကိုတိုင်းတွင်စစ်စင်ရေးများတိုးမြှင့်ဆောင်ရွက်လျက်ရှိပြီးပြည်သူများပူးပေါင်းပါဝင်ပေးကြဖို့မြစ်တာရခံထားပါတယ် PDF နဲ့ KNL ပူးပေါင်းတပ်တွေကအခုနှစ်ဖေဖော်ဝါရီလပိုင်းကပဲခူးတိုင်းကြောက်ကားမြို့နယ်ဖြူးမြို့နယ်အတွင်းရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိစစ်ကောင်စီတပ်ဆွဲရခိစကန်ခုနှစ်ခုကိုတိုက်ခိုက်ဖျက်ဆီးခဲ့ရအဲ့ဒီတုန်းကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်ရှင်းဦးတည်ဆောင်ခဲ့ပါတယ်။မလာမှာလည်းကြောက်ကားမြို့နယ်စင်းအိုးလဟာရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကို PDF KNL ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရစစ်ကောင်စီတပ်မှစစ်နှုတ်ဦးတည်ဆောင်ပြီးလနဲ့အချုပ်ရရှိခဲ့တယ်လို့ NUG ကကွယ်ဝင်ကြီးဌာနတောင်ပိုင်းစစ်တေတာ အမှန်နဲ့စိတ်တင်သားခွဲကအတိပေးထားပါရင်မလကုံပိုင်းမှာလည်းရှန်ကုံမန္တလေးအမြန်လန်းရှိရေးစခန်းများနဲ့ပေါက်ခေါင်းအုပ်တွင်အမြန်လန်းပိုင်းတွင်ဝင်ရောက်လာတဲ့စစ်သားတွေကို PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ပါရယ် AP လကုံပိုင်းတို့ကလည်းပဲခူးတိုင်းအနောက်ချမ်းတာယာဝတီခရိုင်မင်းလားမြို့နယ်အတွင်းစစ်တပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာတပ်သား၁၀ဦးသေဆုံးပြီးလက်နက်၁၂လက်သိမ်းဆည်းရရှိခဲ့ပါရယ်အလားတူ AP လကုံပိုင်းမှာပဲပဲခူးတိုင်းကြောက်ကြီးမြို့နယ်ရှိကျုံကုံရှင်းတိုက်ကုံတောင်စုရံမြို့အောင်တမခေါ်ရွာနဲ့နောင်ကုန်းတံတားမှာတပ်ဆွဲထားတဲ့စစ်တပ်စခန်းတွေ င်ကို PDN နဲ့ KNL ပူးပေါင်းတက်ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီကဒုတိယတရင်မှုအပါအဝင်20ကြော်တိဆုံးပြီးလက်နက်မျိုးစုံအလက်30ကြော်သိမ်းပိုက်ရရှိခဲ့ပါတယ်မေလဇန်ကလည်းဘကိုရိုင်းနတ်တလင်းမျိုးနဲ့ဓမငယ်ရွာရှိစစ်တပ်နဲ့ပြူစော်တီပူးပေါင်းတက်ဆွဲထားတဲ့ကင်းစခန်းကို PDN ပူးပေါင်းတက်ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးတိဆုံးပြီးလက်နက်6လက်နဲ့ကြီးခဲယမ်းများသိမ်းပိုက်ရရှိခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်